တောင်ကိုရီးယားတမရဟောင်ယုံပြည်စုံမှုဆွဲချက်များဖြင့်တရားရင်ဆိုင်ရမည်။တောင်ကိုရီးယားနိုင်ငံမှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့တဲ့တမရဟောင်ယုံဆိုရဟာ AB 14ရက်မှာပထမဆုံးရဆုံးမှုတရားခွင်နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။2020ဒီဇင်ဘာ3မှာယုံကစစ်အုပ်ချုပ်ရေးကြီးညာခဲ့လို့အတိုက်ခံလွတ်တော်မတ်တွေကချက်ချင်းပဲခွဲဆုံးဖြတ်ပြီးအမိတ်ထုတ်ပြန်ချက်ကိုပြန်ဖြတ်သိမ်းလိုက်နိုင်တာကြောင့်6နိုင်ကြာဆင်အနာသိမ်းဖို့အကြိုးပမ်းမှုမအောင်မြင်ဖြစ်သွားခဲ့တာပါ။ နိုင်ငံတော်ပုံကံမှုအရာအပြည့်ရှိကြောင်းတရားရုံးကဆုံးဖြတ်ခံရရင်တမရဟောင်းဖြစ်သူဟာထောင်ဒဏ်တသက်တကျွန်းကနေတည်တံအထိကြားခံရနိုင်ပါလိမ့်။ဒီနှစ်ဆန္ဒဝါဒီလဆင်းနေမှုအတွင်းအဖမ်းခံရပြီးနောက်ယွန်းဟာတာဝန်ထမ်းဆောင်ဆဲတမရတွေထဲမှာဒါမျိုးပထမဆုံးကြုံရသူဖြစ်လာခဲ့ပြီး92ရဲ့အကြံမှာပြန်လွတ်လာခဲ့ပါလိမ့်။ ။ AP4 ရဲ့အယောက်မှာတော့ခြေခံဥပဒေခုံရုံးကရုံးရဲ့တမရတာဝန်ကိုအလုံးစုံဖယ်ရှားလိုက်တယ်လို့အမျိုးသားလှုပ်တော်မှလည်းဆွဆွဲပြစ်တင်ခံခဲ့ရပါတယ်။အခုလိုမျိုးတမရအခွင့်အာဏာအလုံးဆုံးရှုံးသွားတဲ့ရုံကပုံကံမှုဆွဲချက်တွေကိုပါဥပဒေကြောင်းအရဖြည့်ရှင်းရဖို့ရှိပါတယ်။အသက်64နှစ်ရှိပြီဖြစ်တဲ့ဒီကောင်ဆောင်ဟာဟာပြီးခဲ့တဲ့တောက်ကြနေ့ကတမရအိမ်တော်ကနေဆုတ်ခွာပြီးစုံမြို့မှာရှိတဲ့ကိုပိုင်းနေအိမ်စီပြန်ရောက်လာခဲ့ပါတယ်။အဲဒီနောက်ယွန်ဟာ ပြန်လည်လျှောက်ထောက်ခံသူတွေကိုနှုတ်ဆက်ခဲ့တဲ့အပြင်ဆိုမျိုးမှာသူနဲ့သူရက်တီကြောင့်ပြသတဲ့အဆိုးဝေးပွဲတွေပါရှိနေခဲ့ပါတယ်။တမရဟောင်းယွန်းကအခုတော့ကျွန်တော်ဟာတောင်ကိုရီးယားနိုင်ငံသားတမန်ပြည်သူတယောက်ပြန်ဖြစ်သွားပါပြီ။တမ်းပြည်နယ်လူတို့အပေါ်အကျိုးပြုနိုင်မဲ့လမ်းကြောင်းအသစ်တစ်ခုကိုရှာဖွေသွားမှာပါလို့ထုတ်ပြန်ချက်မှာပြောရတယ်။လာမယ့်ဂျွန်လ3ရက်နေ့တောင်ကိုရီးယားမှာတမရနေရာတွင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ရှိနေပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။